အသက်အရွယ်မတူတဲ့အမျိုးသားအမျိုးသမီးအမျိုးသမီးအမျိုးသားတွေအိမ်တော်ပြုလုပ်မယ်ဆိုလို့ရှိရင်မဲရဲ့ဗီဒီယိုလေးကိုဆောင်းအောင်နားထောင်ပါပြီ။ဘာဖြစ်လို့လဲတရားကိုလာပြော Hello မင်္ဂလာပါရှင်ဒီနေ့ပြောချင်တာကအသက်အရွယ်กว่าတဲ့ပေါ့နော်အိမ်တော်တစ်ခုတိစောက်ထားတဲ့အမျိုးသားတွေမဲရဲ့ဗီဒီယိုကိုဝင်ကြည့်ပါပြီ။တချို့ကိုကဇက် ARTN အမျိုးများအားလုံးမင်္ဂလာပါရှင်ဒီဗီဒီယိုလေးကအချစ်ရဲ့အိမ်တော်ရဲ့အတွက် အသိပညာဗဟုသုတရစရာကောင်းတဲ့အတွက်ကြောင့်တင်ဆက်ပေးလိုက်ပါရရှင်ကျမနဲ့အတူကြည့်ဖို့ဖိတ်ခေါ်ပါရရှင်အသက်ရွယ်မတူတဲ့အမျိုးသားအမျိုးသမီးအမျိုးသမီးအမျိုးသားတွေအိမ်အောင်ပြုလုပ်မယ်ဆိုလို့ရှိရင်မရဲ့ဗီဒီယိုလေးကိုစောင့်အောင်နားထောင်ပါပြီဘာဖြစ်လို့လဲတရားကိုလာပြောရလဲဆိုလို့ရှိရင်မရဲ့ ဒီရဲ့ပတ်ဝန်းကျင်မှာပေါ့နော်အရွယ်မတူတဲ့သူတွေအိမ်အောင်ကြတဲ့နေရာမှာသူတို့ရဲ့အခက်ခဲကလေးတွေနောက်ပြီးတော့မရဲ့ client ရဲ့နေတော်တော်များများမှာသူတို့ရဲ့အကြောင်းအရာလေးတွေကိုလာပြီးတော့ဆွေးနွေးတိုင်ပင်တာလေးတွေရှိတယ်။အားကြောင့်မို့မရဲ့ဒီ video လေးနဲ့ညှောက်ဝေလိုက်ခြင်းဖြစ်တယ်။အသက်အရွယ်မတူတဲ့ဒီအရွယ်လေးတွေအိမ်အောင်ပြုကြတဲ့နေရာမှာ အသက်ကြည့်တဲ့သူတွေမျိုးသားတွေအမျိုးသမီးတွေမှာလိုအပ်ချက်တွေရှိတယ်။ဘာဖြစ်လဲဆိုတော့သူတို့ရဲ့ဒီအသက်အရွယ်ပိုင်းခြားရာခန္ဓာကိုယ်မှာအဲ အားနေတဲ့လက္ခဏာဆိုင်တွေကပြလာတယ်။ဒါကိုငယ်တဲ့သူတွေကနားလည်ပေးဖို့လိုအပ်တယ်နော်။အာနားလည်ပေးမယ်၊စာနာပေးမယ်။အာနောက်ပြီးတော့ဗာပြောဆိုဟိုဖေးမပေးမယ်ဆိုလို့ရှိရင်ဒါကပြဿနာဖြစ်မဟုတ်ဘူးအဆင်ပြေစေနိုင်တယ်။အသက်အရွယ်ကြီးတဲ့အမျိုးသား အမျိုးသမီးကိုယူထားတာအသက်အရွယ်ကြီးတဲ့အမျိုးသမီးကအမျိုးသားကိုယူထားတယ်ဆိုရင်အရွယ်ကြီးတဲ့သူတွေမှာလိုအပ်ချက်တွေရှိတယ်။ပုံမှန်မတိမ်းမီအသက်၄၅နှစ်กว่าတဲ့အိမ်တော်ရင်းနဲ့တော့မတူဘူးပေါ့။နော်။အာရမှုအားကြတော့မိတို့အိတ်ခတ်ကြရင်မလုပ်ရမလဲဆိုလို့ရှိရင်ကျမ်းမာရေးအဓိကကျမ်းမာရေးကိုလိမ့်စားဖို့လိုအပ်တယ်။ကိုယ့်ရဲ့တနေ့တာနေထိုင်စားသောက်မှုမှာအရန်ကိုတိတ်ကဲလုပ်ပြပါ။နောက်ပြီးခင့်နဲ့ညီအောင်ခင့်နဲ့ညီအောင်နေဖို့လိုအပ်တယ်။ ကိုယ်အတွက်လိုအပ်တဲ့ဖြည့်စက်စာတွေတောက်ဖို့လိုအပ်တယ်။၄၀နောက်ပိုင်းရောက်ပြီဆိုတာနဲ့ဖြည့်စက်စာလိုအပ်နေပြီ။ဒါကြောင့်ဒီမိရဒီဖြည့်စက်စာအကြောင်းဘာလို့လာပြဆိုတော့လိုအပ်လို့လာပြောပြတာ။နော်အမျိုးသမီးဆိုလည်းအမျိုးသမီးနဲ့ပတ်သက်တဲ့ဖြည့်ဆက်စာတွေစားပေးမယ်အမျိုးသားဆိုလည်းအမျိုးသားနဲ့ပတ်သက်တဲ့ဖြည့်ဆက်စာတွေကိုစားပေးရင်းနဲ့ကိုယ့်ရဲ့အိမ်တော်တစ်ခုကိုတည်တဲ့ခိုင်မြဲအောင်အာရေရှည်ထိပွားလို့ရတယ်အတိတ်ကပျော်ရွှင် เนาะอ่าเปียวชินโหไม่รู้จะบอกมั้ยสอจ้ํามาจินดิเปียวชินจินมั้ยเปียวชินจินดิแหละจ้ํามาจินอะไรမျိုးอ่าเตียวเนี่ยเตียวปยัตนาอ่าไม่ผิดอ๋อเพเพมามาเนี่ยเตียวเนี่ยเตียวต่ายมินดีတော့ အာနေ့ရက်တိုင်းကို အကောင်ဆုံးပျော်ရွှင်စွာဖြတ်သန်းသွားမယ်ဆိုလို့ရှိရင်ဒီအရွယ်မတူတဲ့အိမ်တော်ရေးတွေကတည်မြဲမှာဖြစ်တယ်။မင်းရဲ့ဒီနေ့ညပီမှုတွေကအကျိုးရှိတယ်ဆိုလို့ရှိရင်ကိုကိုမတ်မှာကိုသိကျင်တဲ့အကြောင်းအရာလေးတွေရှိခဲ့ပြီပါ။ကိုအတွက်အားနည်းချက်တွေဘာတွေဖြစ်နေလဲဆိုတာကိုကိုစစ်ပြီးတော့တိုင်မြင်ခြင်းလေဆိုရင်မင်းရဲ့ profile အောက်က Fiverr နံပါတ်နဲ့လာပြီးတော့ဆွေးနွေးလို့ရပါတယ်။ ဘိမှာအမျိုးသားမျိုးသမီးတွေလိုအပ်တဲ့ဖြစ်ဆက်စာတွေရှိပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နေကောင်းကြပါကြပါစေ Hello မင်္ဂလာပါရှင်ဒီနေ့ပြောချင်တာကအသက်ရွယ်ကွာတဲ့ပေါ့နော် ိန်တော်တစ်ခုတိဆောက်ထားတဲ့အမျိုးသားတွေမရဲ့ဗီဒီယိုကိုဝင်ကြည့်ပါပြီတချို့ကိုကအသက်ကြီးတယ်အကိုရဲ့အမျိုးသမီးယူလာတာအရန်ကိုအသက်ကွာနေတယ်တစ်ခါတလေကြရင်ကိုကိုကိုစိုးရင်စိတ်တွေဝင်နေတယ်အိန်တော်ရဲ့ဒုက္ခပြေဝစွာပေးနိုင်ပါမလားဆိုတဲ့လက္ခဏာမျိုးတွေဖြစ်နေတယ်အဲ့ဒီအတွက်ကိုမိကဒီနေရာနေပြီးတော့နီလန်းကောင်းလေးပေးခြင်း အခုခေတ်ကအရင်ခေတ်လိုမဟုတ်တော့ဘူးအရင်တော့ဆိုလို့ရှိရင်အိမ်တော်ပြူကြတဲ့ချိန်မှာအမျိုးသားနဲ့အမျိုးသမီးကမတိတ်မရင်နေများသောအားဖြင့်အမျိုးသားတွေကအသက်တော်နည်းနည်းကြီးတယ်အများဆုံးက၄၅၆၈နှစ်10နှစ်ဆိုတာထန့်ကုန်ပဲအခုမှကျတော့အရန်ကိုကွာဟတဲ့အာဟိုဘယ်တော့တစ်ခုဖြစ်လာကြတယ်ဘာဆိုတော့အိမ်တော်ကြတဲ့နေရာမှာချစ်ချင်းမြတ်တာတွေမှာအသက်ရွယ်ကကိန်းကနန်းတစ်ခုမဟုတ်ပါဘူးအဓိကကတယောက်နဲ့တယောက်ချစ်ပြီးတော့တယောက်နဲ့တယောက်နားလည်မှုရှိဖို့အရေးကြီးတယ်ဆိုပြီးတော့အိမ်တော်ပြူကြတယ်အသက်20กว่าလေးရှိတယ်အစိတ်กว่าလေးရှိ တယ်အစားအစားတွေရှိတယ်ဒါပေမဲ့တခဏတောင်မှာတော့ဟုတ်ပြီးတော့အရေးရှိဒီအိမ်ဆောင်တစ်ခုကိုတည်မြဲဖို့နေရာမှာပေါ့နော်အဲတချို့အမျိုးသမီးတွေကရမ်းငယ်ပြီးတော့ကိုယ့်ရဲ့အလိုဆန္ဒမပြည့်ဝတဲ့အခါမျိုးတွေတခါတလေကြာရင်ဖြစ်တတ်တယ်အမျိုးသမီးကအရန်တန်မာနေပြီးတော့အမျိုးသားကအနောက်ကမလိုက်နိုင်တာမျိုးဒီလိုလက္ခဏာတွေကြုံတွေ့ရတဲ့အမျိုးသားတွေရှိတယ်အဲ့တော့ကိုအမျိုးသားတွေအတွက်လည်းဘာမှဆရာမငယ်နဲ့မိတ်ပြောတဲ့ညီတန်းလေးကိုလိုက်လို့ကျမကြီးလိုက်စားပါနော်ကျမကြီးလိုက်စားပါနေ နေ့စဉ်မိတို့တွေနေထိုင်စားတောက်မှုမှာ အားရှိစေတဲ့အစာအတောက်တွေเนาะမိတို့ဟောတော့အမျိုးအားလုံးလက်ထဲမှာဖုန်းလေးတစ်လုံးတော့ရှိကြမှာပေါ့ဖုန်းလေးတစ်လုံးရှိလို့ရှိရင် Google မှာဖြစ်ဖြစ်ရိုက်ပြီးတော့အာရှာလို့ရတယ်เนาะအားရှိစေတဲ့အစာအတောက်တွေဒါပေမဲ့ကိုယ်ဟာဒီဟာတွေကိုလုပ်ဖို့အချိန်ကလည်းမပေးနိုင်ဘူးတခုတခါစီစဉ်ရတယ်တခါတလေတော့စားဖြစ်တယ်တခါတလေကျရင်မစားဖြစ်ဘူးအရာတွေဖြစ်လာမှာဆိုလို့အဲ့တော့ကိုမိမအရန်ကိုအားရှိစေတော့ရှစ်ဒီဟိုမိတို့ပေါ့เนาะပြောရရင်တော့စောင်းပုံး ွေမြက်เนาะစောင်းဖို့နဲ့မြက်နဲ့လှုပ်ထားတယ်ဖြစ်ဆက်စာဂျင်းစင်းမှာပါတယ်ဖြစ်ဆက်စာလေးမိမ့်မှာရှိတယ်နောက်တစ်ခုကအမျိုးသားတွေအတွက်ကိုမိမ့်မှာအခုတိုင်တန်ဆိုတာအခုဒီတက်တော့တစ်ခွေမှာတတော်နာမည်ကြီးနေတယ် လိန်စီလေးအမျိုးသားလိန်စီလေးရှိတယ်เนาะအဲဒါကတော့မေးရမေးရအကောင့်ကကြတော့အရင်ပြောလို့မရအောင်တခြားအကောင့်တွေနဲ့မတူဘူးပေါ့เนาะအ business account ဖြစ်တဲ့အတွက်အားကြောင့်ဒီဥစ္စာလေးကိုစိတ်ဝင်စားတယ်ဆိုရင်တို့မျိုးသားတွေတို့တွဲရက်ကလေးဆိုလို့ရှိရင်အရန်ကိုအဆင်ပြေတယ် နော်အဆင်ပြေတယ်အမိတ်ဒီတေချာစိတ်ချရတဲ့အာမခံချက်ရှိတဲ့ပစ္စည်းကိုပဲရွေးချယ်ပြီးတော့ကိုယ့်လူတွေအတွက်ကိုတင်ပေးခြင်းဖြစ်တဲ့ယုံကြည်စိတ်ချစွာနဲ့အသုံးပြုနိုင်တောက်နိုင်နဲ့သုံးနိုင်နေနော်အားကြောင့်မို့ဒါလေးကိုစိတ်ဝင်စားလို့ရှင်လာပြပါဒါဒီဒါစီတတွဲလုံးမှာဘလောက်မှရှိဘူးဒီလက္ခဏာရဲ့နောက်ဆက်တွဲဘေးဘက်ဆိုးကျိုးတွေချစ်လာမှာမိတို့တွေတိမ့်ချီမက ကုန်လာတယ်เนาะအားကြောင့်မို့ဒါဆိုရင် တိမ့်ကနန်းအောက်ကလေးနဲ့ အဲ့တော့သူဖာလည်းပြေဆုံးလာမယ်ကိုမျိုးသမီးနဲ့ကိုနဲ့လည်းအဆင်ပြေလာမယ်ကိုလည်းကျန်းမာမယ်ဒါလေးကိုစိတ်ဝင်စားရင် Fiber အကနံပါတ်နဲ့လာခဲ့ပါရှင်ဒီဗီဒီယိုလေးကိုကြည့်ပြီးသွားပြီဆိုတော့ကို့အမြင် ကို့ခံစားချက် ကို့အတွေ့အကြုံလေးတွေကိုလည်းမျှဝေပေးခဲ့ပါအောင်ရှင်ကျမတို့တင်ဆက်သမျှမလွတ်တမ်းကြည့်ရှုနိုင်ဖို့ကျမတို့ရဲ့ ZRTN channel လေးကို subscribe မလုပ်ရသေးရင်လည်း subscribe လုပ်ခဲ့ပေးပါအောင်ရှင်ကောင်းသော နေ့ရက်လေးဖြစ်ပါစေရှင်